အမေရိကန်ဘက်ဂျက်လုံဝေပြမှုစံချိန်တင်တဲ့2025ခုနှစ်ဘန်နာနှစ်ရဲ့ပထမ9လအတွင်းအစိုးရအသုံးစိတ်လုံဝေပြမှုဒေါ်လာတည်တသမာ140ထရီလီယံအထိစံချိန်တင်ဖြစ်တဲ့ကဲတဲ့လို့အမေရိကန်ဘန်နာရေးဌာနကမတ်လ10ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲလုံဝေပြမှုမှာထရပ်သမ္မတတာဝန်ယူပြီးတလအတွင်းဒေါ်လာဘီလီယံ300ခွန်ဒေါ်လာလုံဝေပြမှုလည်းပါပါတယ်။ အမေရိကန်မှာဗန်နန်နှစ်စတင်တဲ့2024အောက်တိုဘာကနေ2025ဖေဖော်ဝါရီလအတွင်းလုံဝင်ပြမှုဟာနောက်ဆုံးလုံဝင်ဆန်းချင်းတင်ခဲ့တာထက်ကျော်သွားခဲ့ပြီလို့ဗန်နန်ရေးဌာနကပြောပါတယ်2020အောက်တိုဘာကနေ2023ဖေဖော်ဝါရီလအထိလုံဝင်ပြမှုဆန်းချင်းကဒေါ်လာ3.48ထရီလီယံဖြစ်ပါတယ်အခုနောက်ဆုံး30လုံဝင်ဆန်းချင်းတင်တဲ့ကာလဟာအရင်တမရဟောင်းဂျိုဘိုင်ဒန်တာဝန်ယူထားချိန်လေးလနဲ့ တမ်ရာထရန်တာဝန်ယူထားခြင်းတလားဖြစ်ပါတယ်။အမေရိကန်ရဲ့အထက်ကုံတွေဘက်တွေအပေါ်တမ်ရာထရန်ကုံတွေခုံကောက်ခံတဲ့အကျိုးဆက်နဲ့အစိုးရအသုံးစိတ်တွေလျှော့ချဖို့ကြိုးစားနေတဲ့တရားမှုတွေတော့ပန္နာရေးဌာနကထုတ်ပြန်တဲ့ကိန်းဂဏန်းတွေမှာမပါသလောက်ဖြစ်ပါတယ်။ပြည်ထောင်စုအစိုးရဘတ်ဂျက်စောက်ကြည့်စစ်ဆေးရေးကော်မတီအဖွဲ့ကတော့အခုပန္နာနဲ့အတွင်းအစိုးရတောင်းနေတဲ့အသုံးစိတ်ကတနေ့ကို10ဘီလီယံလောက်ရှိမယ်လို့ထောက်ပြထားပါတယ်။ဘန္နာနှစ်ကလန်ထက်ဝက်လောက်ရောက်တော့မှဖြစ်ပေမဲ့ အစုံရအသုံးစိတ်ခေါင်းခိုက်နေတာကိုကြားစင်အောင်ဆောင်ရွက်မှုတည်တည်တသာမတွေ့ရဘူးလို့အဖွဲ့ဥက္ကဋ္ဌမာယာမိတ်ကနေကကြီးညာချက်မှာပြောထားပါတယ်။ထရန်အစိုးရတက်လာပြီးတဲ့နောက်အစိုးရအသုံးစိတ်တွေကိုတိတိတသာလျှော့ချနိုင်ဖို့နဲ့အစိုးရလုပ်ငန်းတွေမြန်ဆန်ထိရောက်မှုရှိစေရတဲ့အတွက်ဝန်ထမ်းတွေလျှော့ချတာအပအဝင်ဆောင်ရွက်မှုတွေလုပ်နေပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်